အားလုံးပဲမင်္ဂလာပါ Atletico Madrid အသင်းကတော့သူရဲ့ဝါရင်ကစားမ၃ယောက်ကိုကလကာစာချုပ်တတ်တန်းကုံဆုံးလို့ထွက်ခွာခွင့်ပြုပါပြီ။ဒါသူရဲ့နောက်ခံကစားမစီစာအက်စကူလီတာရဲ့ ဘယ်နောက်ခံကစားမရိုင်နယ်ဒိုနဲ့ကွင်းလေကအက်ဆယ်ဝစ်ဆဲတို့၃ယောက်ကိုဒီကူကတတံမတိုးပဲထွက်ခွာခွင့်ပေးလိုက်တာဖြစ်တယ်ဒီစားမ၃ယောက်ကစာချုပ်တတံကုံဆုံးတဲ့အတွက်ဂျွန်30ရက်နေ့မှာတီကိုနဲ့ရှိပြီးတော့မှတရက်နေ့မှာပဲအသင်းသစ်ကိုစတင်ရှာဖွေရမှာဖြစ်တယ်။လက်ရှိမှာတော့ Northern Forest အသင်းက Botafogo က Igo Jesus ကိုခေါ်ယူခဲ့ပြီးမှဒါလက်ရှိ Atletico Madrid ကထွက်ခွာလာတဲ့ Ronaldo ကိုခေါ်ဖို့ကြိုးပမ်းနေသူလောက်ခလာစာ6000ကျွဲလောက်နဲ့တပတ်ကိုကံလန်ဖို့ပြင်ဆင်နေတဲ့ Tigo ကထွက်ခွာသွားတဲ့ကစားမားတွေနေရာမှာအစားထိုးတဲ့ကစားမား3ယောက်ရှိလို့ဘယ်နောက်ခံလူတစ်ယောက်ထပ်မံခေါ်ယူဖို့ပြင်ဆင်နေလို့ Tottenham Hotspur ရဲ့နောက်ခံလူ Christian Romero ကိုပါခေါ်ယူဖို့ဆန္ဒရှိကြောင်းဖော်ပြထားပါတယ်